ဟင်းဝင်ရဲရဲမင်္ဂလာပွဲကိုဝိုင်းစုကန်တင်ကိုလုံးဝဖိတ်မှာမဟုတ်ကြောင်းပြောလာတဲ့ဟင်းဝင်ရဲမေဒေါ်ဆန်းဆန်းဝင်မင်္ဂလာပါပရိသတ်ကြီးရှင်ဒီနေ့ကျွန်မပြောပြမယ့်အကြောင်းအရာကတော့လက်ရှိနုပညာလောကမှာတရင်ထူးခြားဆုံးအားလုံးကစိတ်ဝင်စားစောင့်ကြည့်နေကြတဲ့မင်္ဂလာပွဲကြီးတစ်ခုနဲ့ပတ်သက်တဲ့နောက်ဆက်တဲ့သတင်းပါပဲဟုတ်ကဲ့ပါအားလုံးသိကြတဲ့အတိုင်းမင်းသားဟင်းဝင်ရဲနဲ့မင်းသမီးဆွေမသိစင်တို့ရဲ့မင်္ဂလာပွဲကြီးအောင်မကြာခင်မှာကြီးကျယ်ခမ်းနားစွာကျင်းပတော့မှာဖြစ်ပါရည်ဒါပေမဲ့ဒီမင်္ဂလာပွဲနဲ့ပတ်သက်ပြီးအခုနောက်ဆုံးထွက်ပေါ်လာတဲ့ ပရိသတ်တွေကြားမှာခရဲရိုက်သွားစေတဲ့တရင်ကတော့ဟိဝင်ရဲ့ရဲမိခင်ဖြစ်သူဒေါ်ဆက်ဆန်းဝင်းဟာသူမသားရဲ့ချစ်သူအောင်ဆိုတော့ဝိုင်းစုခိုင်သိန်းကိုဒီမင်လာပွဲကိုလုံးဝလုံးဝဖိတ်ကြားမှာမဟုတ်ဘူးလို့ပြပြသားသားပြောကြားလိုက်တယ်ဆိုတဲ့တရင်ပဲဖြစ်ပါရည်။ဟိဝင်ရဲ့နေဆွေသည်စင်တို့ဆုံတွင်ဟာပရိသတ်တွေအားချစ်စနိုးနဲ့ငယ်စဉ်ဆုံတွဲလို့တောင်မှတင်စားခေါ်ဝါကြရလားအောင်လိုက်ဖက်ညီတဲ့ဆုံတွဲပါ။ပရိသတ်တွေအားလည်းဟိုရင်ဘီယိုဇကားရီမှာသူတို့နှစ်ယောက်တူတူတယောက်ဆောင်ကြကြတဲ့က အပြင်မှာပါတကယ်ညာစီခြင်းနေဆိုပြီးရေစဲချသဘောတူခဲ့ကြတာပါအခုတော့ပြည်သက်တရဲ့ဆန္ဒနဲ့တထဲတဲကြသားတွေအတွက်အနုပညာလောကကရောပြည်သက်တရားဟာဝဲမြောက်ကိုပြုနေကြတာဖြစ်ပါရီ။ဒါပေမဲ့ဒီလိုပြီးပြည့်စုံတဲ့ပြစ်ဆုပ်ပယ်မတိုင်ခင်မှာမျက်ဝင်ရမှာပြည်သက်တွေမမိနိုင်သေးတဲ့အတိတ်တစ်ခုရှိခဲ့ပါရီ။အဲ့ဒါကတော့အဆိုတော်မင်းသမီးကျော်ဝိုင်းစုခိုင်သိန်းနဲ့တချင်ကအယံကိုတိတ်ချေခဲ့ကြပြီးချစ်ဇလန်းမှာပြီ။သူတို့နှစ်ယောက်ရဲ့ဇလန်းက AK အိတ်ကကအယံကိုရေပန်းစားခဲ့ပြီးအားလုံးကလည်းသဘောတူခဲ့ကြပါရီ။ ဒါပေမဲ့အချစ်ဇလန်မအောင်မြင်ကြရတဲ့အဓိကအကြောင်းရင်းကတော့လူဝင်ရဲ့မိသားစုဘက်ကဖြစ်ပါရည်။လူဝင်ရန်ကအတိုင်းဝိုင်းကုန်ကြီးမှပြီးတော့ချမ်းသာကျေဝါရဲ့မိသားစုကလာတာဖြစ်ပြီးဝိုင်းစုခိုင်သိန်းကိုတော့လူဝင်ရဲ့မိသားစုဝတ္ထုတပြင်းမိခင်ဖြစ်သူဟာဂုံငယ်တွေဆိုတဲ့အကြောင်းပြချက်နဲ့ပြပြင်းထထန်သဘောမတူကန့်ကွက်ခဲ့တာဖြစ်ပါရည်။သူတို့ရဲ့ချက်ကဘလောက်တောင်မှပြင်းထန်ခဲ့တဲ့လေဆိုရင်မိဘတွေသဘောမတူတာကိုအန်တူပြီးခိုးပြီးခဲ့တဲ့အထိဖြစ်ခဲ့ကြပါပဲ။နောက်ဆုံးမှာတော့ကန်ကြမာရလန်ခွဲခဲ့ကြရပါရည်။ ဒါကြောင့်လေပြိသက်တရားဝိုင်းစုခိုင်တဲ့ပုံမှာအမြဲတမ်းဂုံဆိုတဲ့အတားအဆီးကြောင့်ချစ်သူနဲ့လွဲခဲ့ရသူဖြစ်စာနာတနာခဲ့ကြတာပါအခုတော့အဲ့ဒီတိတ်ဟောင်းကအရေးတွေကဟင်းဝင်ရန်ရဲ့မင်္ဂလာဝဲပေါ်ကိုပြန်လေတက်ရောက်ခဲ့ပြန်ပါပြီသတင်းတွေထွက်ပေါ်လာတဲ့အချိန်ဟင်းဝင်ရန်ရဲ့မိခင်ဒေါ်ဆန်းဆန်းဝင်းကိုရိုင်းကဒီမင်္ဂလာဝဲရဲ့ဧည့်သည်အစဉ်ကိုအဓိကအစီအစဉ်နေပြီးသူမသားရဲ့ချစ်သူဝါဝိုင်းစုခိုင်တဲ့ကိုလုံးဝဖိတ်ကြားမှာမဟုတ်ဘူးလို့ပြပြတသားပြောဆိုထားတယ်လို့သိရပါတယ်ဒါရင်တွေကသဘောမတူခဲ့တဲ့ကိစ္စတွေကြောင့်အခုမင်္ဂလာပွဲလို့ပြောရှင်စရာခံနာမှာ အတိတ်ကလူကိုပြန်ပြီးတော့တွေးမြင်လို့စိတ်မရှိတာကြောင့်ဖြစ်တယ်လို့သုံးသပ်နေကြပါတယ်။ဒီဆုံးဖြတ်ချက်ကြောင့်မင်းဟင်ဝီရဲ့နေဆွေးပြေးတဲ့ဇင်းတို့ရဲ့မင်္ဂလာဝေးကိုမြန်မာနိုင်ငံရဲ့နာမည်ကြီးထိတ်တဲ့ဥပညာရှင်ကျဲဝင်းနေကောလုံးနီပါတက်ရောက်ကြမှာဖြစ်ပေမဲ့အချိန်ကဟင်ဝီရဲ့ဘဝမှာရေးပါခဲ့သူဝိုင်းစုခိုင်သိန်းကိုတော့ဧည့်သည်တော်တွေကြားမှာမြင်တွေ့ရဝယ်မရှိတာသိကြသွားခဲ့ပါပြီ။တကယ်တမ်းဟေဝီယန်တို့ဘက်ကဖိချားခဲ့နေဆိုရင်တောင်ဝိုင်းစုခိုင်သိန်းဘက်ကတရားဖို့အနေထိုင်အလုံးခက်ခဲမှဖြစ်ပါရည်ချစ်သူအောင်ရဲ့မင်္ဂလာဝေးကိုတော့တရားရတာဟာဘု து တွမ်းမှလွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး အထူးသဖြင့်သူတို့သမီးလောင်ဆိုပြီးသစင်အတွက်လည်းအနေခက်စေနိုင်ပါရင်ဘာပဲဖြစ်ဖြစ်ဝိုင်းစုခိုင်တဲ့ကတော့သူမရဲ့လက်ရှိဘဝမှာတယောက်တည်းပျော်ရွှင်စွာနဲ့အောင်မြင်တောက်ပနေပြီးသူမရဲ့ဂီတာလမ်းကြောင်းပေါ်မှာခက်ခဲမှမှယက်တီနေတာကိုတွေ့ရပါရင်ဒီလိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအားရောအဝင်ရဲ့မိခင်ဖြစ်သူကဝိုင်းစုခိုင်တဲ့ကိုမင်္ဂလာဝဲမဖိတ်ဘူးလို့ပြပြတသားဆုံးဖြတ်လိုက်တဲ့ပုံမှာဘလို့သုံးသက်မိလဲဆိုတာကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်